်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းပတောင်မြို့နယ်ပကံကွိတေးရွာတောင်ဘက်ကအစ်စ်ကော်မရှင်ရဲ့63လုံးပွိုင်ကုန်းကိုအော်တိုဘာလ14ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့အရခတ်တော်အေအေကသတင်းထုတ်ပြန်ပါတယ်အော်တိုဘားလ14ရက်နေ့မနက်9:05မိနစ်အချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး3နိုင်လောက်ကြာမှအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့အော်တိုဘားလ15ရက်နေ့မှာသတင်းထုတ်ပြန်လိုက်တာပါ ဒါအပြင်63လုံး point ကုန်းစကန်တစ်ခုလုံးကိုတင်ပိုက်ရယူခဲ့ခြင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်ရဲ့အလောင်းတချို့လက်နက်ခဲရမ်းနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါရယ် တီထိုးစစ်စင်တိုက်ခိုက်မှုအတွင်းတိုက်ရိုက်ခိုက်ရေးကောင်းမွန်တဲ့အာရခစစ်တီတော်တို့နဲ့အတူပေးဆက်ဆွန့်လွတ်ခဲ့ကြရတဲ့အာရခစစ်တီတော်တွေကိုလေးနက်စွာမှတ်တမ်းတင်ခုံပြူအပ်ပါတယ်လို့လည်းဆိုထားပါဗျ။လက်ရှိမှာလည်းစစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလက်နက်ကြီးဒရုန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေဟာအခုရပိုင်းအတွင်းပုံမပြင်းထန်လျက်ရှိနေတယ်လို့ဆိုပါတယ်။ဒါ့အပြင် ARD တိုင်းရေကြီးမျိုးနဲ့ဆက်ဆက်ယိုကျေးရွာအနီးမှာလည်းအော်တိုဘာလ15ရက်နေ့နေ့လယ်ပိုင်းကမိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ထုတ်ပြန်ချက်အရာသိရပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးတာယာမြို့တွေမှာ အော်တိုဘားလ15ရက်နေ့တရက်ထဲလိုင်စင်မဲ့ကအစီးတရာကျော်ဖမ်းဆီးခံရပြီးပြန်ရွေးလို့မရဘူးလို့မြို့ကန်တွေကပြောပါရယ်။တောင်ကြီးမြို့ရဲ့မိန်းလန်းနေရာအနှံ့မှာလိုင်စင်မဲ့ကအစီးရေ40ကျော်နဲ့အေးတာယာမြို့ကနေတောင်ကြီးကိုတက်တဲ့မြို့ဝင်ဆိုင်းဘုတ်အနီးမှာ လုပ်ငန်းသုံးကားတွေဖြစ်တဲ့ Hyjet နဲ့ Mazda ဘုံကိုအမျိုးအစားကားအစီးရေ60ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါရယ်။ အလုတ်ကိစ္စနဲ့အပြင်ထွက်တဲ့အချိန်ကိုကားဖမ်းခံရတာဖြစ်ပြီးပြန်ရွေးလို့လည်းမရဘူးဆိုပြီးကားဖမ်းကြီးခံရသူတယောက်ကပြောပြပါဗျ။ဒါပြင်အေးတာမျိုးနောက်အင်းမီပွိုက်အနည်းမှလည်းကားတွေအပြင်ဆိုင်ကယ်တွေပါဖမ်းဆီးခံနေရတယ်လို့သိရပါဗျ။ဈေးနှိဖြစ်တဲ့အတွက်ကုန်တယ်ရီစီကိုပစ္စည်းတက်ဖို့ဝလုံးနေတဲ့ကားတွေပါတဆောင်းနိုင်ပွဲမစခင်စီမံချက်နဲ့ဖမ်းဆီးခံခဲ့ရတဲ့အတွက်စီးပွားရေးလုံခြုံရေးစားတောက်ဖို့တွေပါအခက်အခဲတွေရှိလာတယ်လို့မြို့ကန်တွေကပြောကြပါဗျ။ ကိုလာကျော်ကြတိုက်ပွဲတွေဖြစ်ပွားနေတဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာစစ်ကောင်စီတပ်ကနေမြေဆိုးမိုးနိုင်ဖို့လေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်ပြုတ်လာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုံတွေလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာကိုလာကျော်ကြတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနေမြေတိုးချဲ့က80တိုးနိုင်မှုရှီတန်းစစ်မြေနယ်ပြင်တွေမှာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်လာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စတေမာလာကိုရက်ကနေ18ရက်အထိတိုက်ပွဲဆုံဖြစ်တဲ့ကုံသွေးလမ်းမိုင်းကတင်ခွန်ရတပိုက်မှာလေချောင်းကနေကြက်ဖိုက်တာနဲ့နေစဉ်ဘုံလာကျဲခဲ့ပြီးစတေမာလာ20ရက်နဲ့21ရက်တွေမှာလည်းဝိုင်တွဲလင်းနေစည်းကလက်လုံဘုံနဲ့120နဲ့80မမဘုံသီးတွေကိုအသုံးပြုကာအလုံးရေ160လောက်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အမ27နှစ်ရယ်။အစစ်မှာကသူတို့ကဒီလိုအဲဝိုင်တွဲနဲ့မချဘူးလဲဆိုတော့ခန်စစ်မှာကသူတို့ကျွန်တော်တို့ဒီစကားခတ်တက်နေကျွန်တော်တို့တက်နေအနီးကဖြစ်နေတယ်လေ။အနီးကဖြစ်နေတော့ကျွန်တော်တို့လေချောင်းတိုက်ခိုက်မှုမှာ သူတို့လူလည်းပြန်ထင်းနေအဲ့ဒါကြောင့်သူတို့ဟိုခန်းစစ်ကိုမချပဲနဲ့ခန်းစစ်ရဲ့နောက်ကျောအယွာအိမ်ကြီးရှိတဲ့နေရာကိုကျွန်တော်တို့ရှိမဲ့အထင်နဲ့အဲ့လာချတာဟုတ်ကဲ့အဲ့လိုကျွန်တော်မြေပြင်မှာသူတို့အနေနဲ့ဟိုတိုးလို့မရဘူးမြေပြင်မှာတိုးလို့မရတော့လေချောင်းပစ်ကူအနေနဲ့သူတို့ကဆေးဆက်ကူနေတာလေရင်ပစ်ကူဟိုလေချောင်းပစ်ကူအနေနဲ့သူတို့လောက်လာတယ်လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ စစ်ကောင်စီတပ်ကတော်လိုင်းပူပေါင်းတပ်ဖွဲ့ရဲ့ခံစစ်နေရာနီးမှာလေကြောင်းတိုက်ခိုက်တာတွေကိုအဓိကလှုပ်ဆောင်နေပြီးကျေးရွာတွေကနေနေပျက်စီးဆုံးရှုံးတာတွေရှိနေတယ်လို့ဆိုပါတယ်။ကိုလာကျော်ကြတိုက်ပွဲအတွင်းထုံခါတိန်ခွန်၆၂ပေါင်းနဲ့တဲဖြူစားတဲ့ကျေးရွာတွေကဒေသခံတွေအကုန်စစ်ဆောင်နေကြရပြီးတိုက်ပွဲသုံးတွင်းမှာမရှိတဲ့မောတောင်တဲဖြူရွာကြားကကျေးရွာတချို့ကတော့လူဝဲရင်စစ်ဆောင်နေထိုင်ကြဖို့ကြိုတင်ပြင်ဆင်တာတွေလှုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။ပြည်သူတွေကတော့ပြည်သူတွေကတော့ကာကွယ်တပ်ဖွဲ့တွေရှိနေတယ်စစ်ပွဲကလည်းသူတို့အနာမရောက်သေးခြင်းဆိုတော့ ရွာတွေမှာပဲရှိနေကြတယ်။ဒါပေမဲ့ဆစ်ဆောင်ဖို့လိုအပ်လာရင်ရှောင်ဖို့နေရာတွေကအစပြင်ဆင်ထားကြတဲ့အပြင်စားနပ်ရိက္ခာတွေလည်းစုဆောင်ထားတယ်။ရုတ်တရက်ဆစ်ဆောင်လာရမယ်ဆိုရင်တောင်ဒေသခံတွေတော့အခက်ခဲသိမ့်မရှိတော့ဘူးပေါ့။ကျမ်းမာရေးမကောင်းဖြစ်လာရင်ဆေးရုံဈေးကန်သွားရမယ်လူနာတွေလောက်ပဲအခက်ခဲရှိလာမယ်ပေါ့။အရင်ကနိုင်ငံရေးအခြေအနေမလျှို့တွေးခင်အချိန်ကတနာရီပဲသွားရတဲ့ခီးကိုအခုတရက်နေတောင်မရောက်တဲ့အတွက်လန်ခီကြံ့ကြံ့မှုဖြစ်နေတယ်။ ်ဆစ်ဆောင်နေဟာတိုက်ပွဲမရောက်နိုင်တဲ့တောတောင်တွေထဲမှာဆစ်ဆောင်နေကြရပြီးအင်တာနက်နဲ့ဖုန်းလိုင်းမရှိတဲ့အတွက်ဆက်သွယ်ရေးခက်ခဲနေတာဆစ်ဆောင်ရေးကူညီပေးနေသူတွေလည်းလက်မဲ့ဆက်သွယ်ရေးခက်ခဲကြောင်းဆစ်ဆောင်နေရှိတဲ့နေရာကိုမရောက်နိုင်ကြဘူးလို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲတွေကြောင်းတနင်္သာရီမော်တော်လမ်းပိုင်းမှာကုန်ကားနဲ့ခီးတဲ့ကားတွေတွာလာလို့မရတော့တဲ့အတွက်ကုန်တယ်ယူပို့ဆောင်မှုခက်ခဲတွေရှိနေတယ်လို့တနင်္သာရီမြို့နယ်ကဒေသခံတွေကပြောပါတယ်။တနင်္လာရီမောတောင်ကြားကရွာတွေမှာအရင်တုန်းကကွန်းသီးတို့တောင်ယာထွက်ကုန်တွေအများဆုံးလုကင်ကြရလေ အရင်တုန်းကဆိုတောင်ရသခွားသီးတို့ရွှေပြည်ုံသီးတို့မောတောင်ဘက်ကပို့တာတွေရှိတယ်။တနင်္လာရီဘက်ကိုပို့လဲအဆင်ပြေနေတယ်။အခုနောက်ပိုင်းကားလမ်းပိတ်ထားတော့ပို့လို့အဆင်မပြေတော့ဘူး။အဲ့ဒီတောင်ရထွက်ကုန်တွေရွှေပြည်ုံသီးတို့သခွားသီးတို့ဆိုအခုဆိုဒီဘက်မှာမြင်အောင်မမြင်ဘူးတော့ဘူး။လောက်ကင်မဲဆိုရင်တော့လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကြောင့်ရောင်းလို့အဆင်မပြေဘူးလေစစ်ကောင်စီကထိုင်းမြန်မာကုန်သွယ်ရေးလမ်းကိုအပြေးအဝထိန်းချုပ်နိုင်မှုအတွက် တိမ်ခွန်းစစ်မျက်နှာကိုအင်အားဖြည့်တင်းနိုင်အောင်တပ်သားအင်အားနဲ့ရိတ်ခါတွေနေ့စဉ်ပို့ဆောင်နေပါတယ်။လက်ရှိမှာလည်းတနင်္သာရီမော်တော်လမ်းပိုင်းကထုံခါနဲ့တိမ်ခွန်းကြီးရကြားကနေမြေတွေကိုစစ်ကောင်စီတပ်ကစိုးမိုးထားပြီးရွေးကောက်ပွဲနေလာတာနဲ့အမျှစီးရရဖိအားပေးတာတွေပုံများလာနိုင်တယ်လို့တော်လိုင်းအပူပေါင်းတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။ကျွန်တော်လိမ့်ပါ စကိုင်းတိုင်းဝက်လက်မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပြီးမြေပြင်မှာလည်းအင်အားအလုံးအကျဉ်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ။ စစ်ကောင်စီတပ်ကအော်တိုဘားလ23ရက်နေ့ကနေ25ရက်နေ့အထိဝက်လက်မြို့နယ်တဲကရွာသားကြီးကြီးရွာကိုလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပစ်လုပ်ခဲ့တဲ့အတွက်မြို့သမီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်အော်တိုဘားလ14ရက်နေ့မှာလည်းတမန်တားကြီးရွာကစာတင်ကျောင်းကိုစက်တက်လေတီနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မြို့သမီး2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဝက်လက်နယ်တဲကိုစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်း3ကြောင်းခွဲပြီးအင်အားအလုံးအရင်းနဲ့ဝင်နေတာဖြစ်ကလေကြောင်းတိုက်ခိုက်တာတွေကိုလည်းနေတိုင်းပြစ်လုပ်နေတယ်လို့တော်လိုင်း င်တပ်ဖွဲ့ဝင်တယောက်ကပြောပြပါဗျ။စစ်ကောင်စီတပ်ကဝက်လက်မြို့နယ်မှာအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတာတွေရှိသလိုစစ်ရေးအခြေအနေတဲမာတဲ့နေရာတွေလည်းရှိနေတယ်လို့သိရပါဗျရှင်။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ ကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်